င်္ဂလာပါဒီနေ့ညတနင်္ဂနွေခွဲမှာဆော့ကစားမဲ့ချန်ပီယံလိအကျိုးဘောလုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့အာဆင်နယ်နဲ့ပဲဂျီပွဲစဉ်လေးသုံးသပ်ပေးသားပါမယ်ခင်ဗျအာဆင်နယ်အသင်းအနေနဲ့ရတယ်ပေါ့နော်ဒီလက်ရှိမှာ UEFA အင်္ဂလန်တိုင်းလိုလိုမျိုးရှုံးပွဲမရှိခဲ့သလိုမျိုး Real Madrid ကိုလည်း၅ဂိုးတခုနဲ့အနိုင်ယူထားနိုင်တယ်ဗျဒီ PSG ကိုလည်း group stage မှာပေါ့နှလုံးသားနဲ့တော့အနိုင်ယူထားတယ်ဆိုတာကိုလည်းတွေ့ရတယ် PLG အသင်းအနေနဲ့ရလဲပေါ့နော်ဒီပြင်သစ်လီဝမ်မှာချန်ပီယံလင်းနစ်ဆက်ရယူနိုင်ထားခဲ့သလိုမျိုးလက်ရှိမှာလည်းဒီလီဗာပူးတို့အက်စတန်ဗီလာတို့လည်းအနိုင်ယူထားနိုင်တယ်ဗျဒီနောက်ဆုံးဆော့ခဲ့တဲ့ပွဲမှာပဲဒီ Nice ကို3ဂိုးတကူးနဲ့တော့ရှုံးနိုင်ထားတယ်ပေါ့နော်ဒါကလည်းဒီညကစားမယ့် Arsenal နဲ့ပွဲအတွက်လူချန်တာလို့တော့ထင်ရတယ်ဗျဒီနေ့သင်းရဲ့ထိတိုက်တွေ့ဆုံမှုကိုကြည့်မယ်ဆိုရင်လည်းပေါ့နော်ဒီ PSG နဲ့ Arsenal က၅ပွဲလောက်ကစားထားခဲ့တဲ့အခါမှာ Arsenal အနေနဲ့ကတော့ရှုံးဝဲမရှိဘူးဗျ။၂ပွဲနိုင်ပြီ၃ပွဲတော့တည်ကြခဲ့ရပေါ့နော်။ ဒီအချိန်လေးကိုကြည့်မှတင်တော့အာဆင်နယ်အနေနဲ့ဒီညမှာလည်းအင်္ဂွင်းမှာအနိုင်ယူနိုင်မယ်လို့ထင်တယ်ဗျ။အာဆင်နယ်အသင်းရဲ့ကစားဝတ်ဖို့ကြည့်မယ်ဆိုရင်လည်းဒီအလယ်တန်းနဲ့ရှေ့တယ်အောင်ပဲဦးစားပေးကစားရအောင်မျိုးတွေ့ရတယ်ခင်ဗျ။အဓိကကတော့ဒီ Rizzo Marino လည်းရှိနေတယ်မို့လို့တော့ပေါ့။ဒီဂိုးသွင်းမှုအတွက်ကိုပဲဦးစားပေးဆော့မယ်လို့ထင်ရတယ်ဗျ။ PSG ကိုကြည့်မယ်ဆိုရင်လည်းပေါ့နော်ဒီတိုက်စစ်ကစားသမားတွေအပြင်မှာလူကောင်းဝင်တော်တော်များများရှိတာမို့လို့ ကိုရယူဖို့အတွက်ကဆိုရင်လည်းဒီဟာကီမီတို့ဒမ်ဘလီတို့ရှိနေတာဆိုတော့အာဆင်နယ်နဲ့ကစားကွက်ကတော့တိတ်အရင်กว่าမလို့မထင်မိဘူးပေါ့လက်ရှိအချိန်မှာဆိုရင်တော့ဗောဒီအာဆင်နယ်ဘက်ကသုံးမက်ကတော့ဝန်ဆောင်လို့မရအောင်ဆိုပေမဲ့လို့မာရီနိုနဲ့ဝှိုက်ကတော့ပြန်လဲပါဝင်မယ်ဆိုတော့သတင်းရတယ်ပေါ့ဒါပေမဲ့ဒီနှစ်သင်းရဲ့လူစည်းရုံကြည့်မယ်ဆိုရင်တော့အာဆင်နယ်ကနည်းနည်းလေးပိုသာနေတာကိုတော့တွေ့ရတယ်နောက်ဆုံးအနေနဲ့ကတော့ကျွန်တော်အနေနဲ့ဒီနှစ်သင်းတွေ့ဆုံမှုမှာတော့ဒီအိမ်ငွေးဖြစ်တဲ့ အာဆင်နယ်လည်းပိုကြိုက်တဲ့အတွက်ကြောင့်မို့လို့ဒီအာဆင်နယ်ဘော်ဒီကိုတော့ရွေးချယ်တယ်ဗျ။ကိုကတော့ပုံနိုင်ဘူးကတော့ချက်စများရဆိုပေမဲ့လို့ဒီအဓိကအပိုင်းဆုံးဖြစ်တဲ့အိမ်ကွင်းဖြစ်တဲ့အာဆင်နယ်ဘော်ဒီကိုရွေးချယ်လိုက်ပါတယ်ဗျ။